အားလုံးနေပါလားအာဒီတစ်ခေါက်ကတော့ဒီရဲ့ one heart two heart ဆိုစကလုံးအော်စကလုံးနဲ့ခင်ဗျာရဲ့နောက်ပိုင်းဖြစ်ပဲဆိုရင်ဆောင်းခေးလေးကဆောင်းမလို့ကိုဖတ်ပြပါဖြစ်ပါတယ်အာဒီဆောင်းကတော့ဗောနော်အဓိကအားများသူကအာ relationship တွေအတွက်ပေါ့နော်အာ healthy relationship ဖြစ်အောင်ဘယ်လိုနေမလဲအဲ့ဒီ relationship ကနေဒီမှာ marriage ဖြစ်ဆိုတော့ပါရင်ညီနိုင်ဖို့လိုအပ်လဲဆိုရဲအဲအကြောင်းအရာများစုကိုဆွေးနွေးပြီးတော့ရေးပြထားဖြစ်ပါတယ်ဆိုတော့ဒီဒီခေါက်မှာအဲ relationship တွေဖြစ်တယ်ပေါ့နော်အာအရေးကြီးတဲ့ခေါင်းစဉ်တစ်ခုကိုရေးထားပါတယ်အဲ့ဒါကတော့ချစ်တယ်ဆိုရင်အယောင်တင်ပေးပါဆိုရင်ခေါင်းစဉ်ဖြစ်ပါတယ် ဆော်လိုတွေကချစ်တယ်ဆိုတဲ့စကားကိုပဲဟောပေါ့နော်ပြောဖို့ရတယ်ဖြစ်တယ်ပေါ့နော်ဆော်ချစ်တယ်ဆိုရင်ဘာတွေကလိုက်ရတဲ့နေရတယ်ဘယ်လိုလုံဆောင်ပြတယ်ဆိုတော့တော့လိုအပ်ချက်အနေနဲ့ခုထိရှိနေကြဆုံးပဲပေါ့နော်ပထမဆုံးချစ်တယ်ဆိုရင်ဘယ်လိုအောင်မြင်မလဲဆိုတော့ကျွန်တော်ကြားအောင်ပါ နမကြီးအိမ်တော်ရဲ့အချိန်ပေးတယောက်ဖြစ်တဲ့မီလန်ယာကိုပစ်ဆိုတဲ့သူကလေဆုံးလေးမှမဆိုလက်တွဲပေါ်အချင်းချင်း polish ဖြစ်နေတယ်ဆိုရင် healthy relationship ဖြစ်ဖို့ကလားလာပုံများနိုင်တယ်လို့ဆိုပါတယ်။ polish relationship ဆိုတာတရားရတယောက်ဒေတာအရင်းချာရောချစ်ချစ်ခင်ခင်နေတာတက်ခုတရား mental ဆိုရင် healing ပေးတာ physical ဆိုရင် supportive ပေးတာလို့ဖြစ်ပါတယ်။ ။တနည်းအားဖြင့်ကိုယ့်ရဲ့လက်ကဲပုံကိုအယောင်ထွက်လာအောင်ခြေတားပေးရ။အယောင်တင်ပေးရတာမျိုးကိုဆိုလိုတာပါပဲ။ဒါပေမဲ့ police relationship တစ်ခုဖြစ်ဖို့အတွက်ဆိုရင်နေ့စဉ်က struggle လုပ်ရ၊ကြုံရမယ့်အပိုင်းတိုင်းရှိပါတယ်။အဲ့ဒါပါလဲဆိုရင်ကိုကကိုယ့်လက်တွဲပုံကို police လောက်မှဖြစ်တာမဟုတ်ကိုယ့်စီက police လောက်နေစရာရှိရမှဖြစ်တယ်လို့ တစ်ဖက်ကပါတနာဟာလည်းပဲတစ်ဖက်လိုအကြောင်းတင်ပေးတာကိုလက်ခံတဖို့ပါလို့ပါလိမ့်မယ်။ဒါမှသာတရားရတဲ့ win-win situation ဖြစ်မှာပြည်လဲတင်မြင်မှာ navy police ဆိုတာအခုခေတ်မှာပြောပြောနေတဲ့50 50 rule နဲ့မတူဘူး။ police relationship က50 50စီးမြဲလို့သူပေးမှငါပေးမှဒီလိုသဘောမျိုးဟုတ်မနေဘူး foolish relationship က proactive ပါတဘောကငါကသူ့ရဲ့လက်ကျဲကိုမလို့ငါမှာသူ့ပေါ်ချစ်ဖို့စင်နာဖို့သစ္စာရှိဖို့တောင်းရှိတယ်သူ့အပိုင်းမှာသူနိုင်အောင်ကငါအပိုင်းမှာငါနိုင်အောင်ကမယ်ဖြောပြီးမယ်သူများကိုမမီကိုပဲကိုကိုကိုနိုင်ကဘက်လုံးအောင်နေရရောပါ proactive ဆိုတာညာစလုံးအပေါ်မှာတောင်းရှိမြတ်သူကလည်းကိုကိုအယောင်တင်ပေးရမှာဖြစ်တယ်လို့ ိုကလည်းပဲသူ့ကိုအယောင်တင်ပေးရမှာပဲဖြစ်တယ်။ Polish relationship မှာ proactive ကအခရာပဲ။နည်းနည်းချက်ကပြောရရင်သူနေမကောင်းရင်ကိုမှပြုစုဆောက်ရှောက်ဖို့စီညွန်စရာစီခိုင်းစရာမလိုပါဘူး။အလိုက်တည်တာ။အဲ့လိုမှမဟုတ်ဘဲငါ့ကိုမှမလုပ်ပေးတာငါကပါပြည်လို့လုပ်ပေးရမှာလဲဆိုရင်အဲ့ဒါက Polish ဖြစ်တာနဲ့စင်ကြယ်ပင်ဖြစ်ပါလိမ့်မယ်။ နောက်နှစ်ယောက်စလုံးမှာ biggest strain လို့ခေါ်တဲ့အိမ်မက်အကြီးကြီးတွေကိုစီကိုစီမှာရှိနေနိုင်တယ်။ကိုပြစ်ချင်တဲ့လမ်းနဲ့တူသွားနေတဲ့လမ်းတူနေချင်မှလည်းတူနေတယ်။ဒါပေမဲ့ college relation တဲ့ကိုရဲ့အဆုံးတက်ဟာလမ်းချင်းမတူလည်းပဲပန်းနိုင်တူရမယ်ဆိုတာပါပဲ။ခုလမ်းကြောင်းမှာတူကအဟန့်အတားမဖြစ်နေဘူး။တူလမ်းကြောင်းမှာကိုကလည်း ဟန္တာအပိတ်ဆိုမှဖြစ်နေဘူးတယောက်ကိုတယောက် supporting ဖြစ်တယ်ဆိုရင်ဒါဟာ holistic relationship ရဲ့အနှစ်ကာလပဲဖြစ်ပါတယ်လူတယောက်နဲ့တယောက်ကမတူကြတာမျိုးဇုံတဲမှာဆိုရင်လည်း gap ဖြစ်နေတာတွေရေတွက်လို့မကုန်နိုင်အောင်ရှိရဲ့ ဒါပေမဲ့အဲ့ဒီ gap ကပြဿနာအကြီးကြီးမဟုတ်သေးဘူး gap ဖြစ်နေတာကိုပြဿနာလို့မြင်နေရင်အဲ့ဒါကပြဿနာအကြီးကြီးပဲဆိုလိုတာကကိုယ်ကစိတ်ဆိုးနေရင်ခန့်ကျင်ရင်းလေးနေတတ်သူဖြစ်ရှင်ဖြစ်နိုင်တယ်လို့သူစိတ်ဆိုးနေရင်စကားများနေစင်တာလည်းညံ့မယ်ဒီအထိပြဿနာမဟုတ်ဘူး knowledge relationship မှာဆိုရင်ဒီထက်ပြဿနာတိုးမလာအောင်နှစ်ဖက်စလုံးကပြည်လဲပေးရတာဆွဲခေါ်ပေးရတာ တယောက်ကမီးကြီးဆိုရင်ကြံတယောက်ကလောင်စာကြီးဖြစ်မှန်းလေကိုအရေးကြီးပါတယ်။မီးမများလာတယောက်ကရေနဲ့နှင်းပြီးနေရင်နောက်တယောက်ကအဲ့ဒီရေနဲ့ကိုမီးကိုနှင်းတက်ဖို့ပါလိုပါတယ်။အထူးပန်ကြားစင်တာတကူက Polish relationship မျိုးကိုလိုလားတဲ့ဆိုပြီး Polish မမသိ sponsor မမသိ sponsor relationship ထဲကနေငါလူကငါအတွက်ဒီလောက်ပေးရမျိုးနဲ့ ဖိုလစ်ရဲ့တံမိုးကိုစပွန်ဆာနဲ့ရုံးမချပါနဲ့အမှန်တကယ်ချစ်တဲ့အမျိုးသားတယောက်ကသူ့ရဲ့အမျိုးသမီးကိုအကောင်းဆုံးဆိုတာတွေပဲပေးခြင်းတလို့အမှန်တကယ်ချစ်တဲ့အမျိုးသမီးရလည်းပဲသူ့ချစ်တဲ့အမျိုးသားပေါ်မှာဝန်တော့ဝန်ဖို့မဖြစ်စေခြင်းဘူးဆိုတော့စပွန်ဆာနဲ့ပါတနာကိုတည်တည်ကြကြခွဲခြားတတ်ခွဲခြားတတ်ဖို့လိုပါလိမ့်မယ် ွန်ဆာနဲ့ပါတနာဆိုတာဟာဆိုရင်တက်တက်စီမှာတက်တက်စီပဲမတူစပွန်ဆာကတူလိုချင်တာရလို့အတူပေးမှာအတိုင်းတာတစ်ခုအထိပဲပိုလစ်ကတူပေးတာမပေးတာတည်းငါအရင်စပေးမှာပဲဖြစ်တယ်ပရိုအက်တစ်ဖြစ်တယ်ကိုဘက်ကအရင်စတယ်ကိုအစွမ်းစမ်းနဲ့ကိုကိုလူရဲ့ပညာရေးလူနေမှုပုံစံအတမောအကြောင်းဆိုင်ရာစားတဲ့ကဏ္ဍတွေမှာစတန်ဒတ်မြင့်တဲ့မြင့်လာအောင်အယောင်တောက်လာအောင်ဖန်တီးပေးတယ် တပတ်လူကလည်းဒီအရာတွေအပေါ်မှာလိုက်လာနိုင်တဲ့အရေးချင်းမျိုးကလည်းရှိရပါမယ်။အဲ့လိုမျိုးမဟုတ်ဘဲပြန်ဖြစ်လိုက်ပြန်တက်လိုက်ငိုလိုက်ရေလိုက်နှစ်ယောက်လုံးအလေလွင့်လိုက်အတူတူအချိန်ကုန်သွားလိုက်ဆိုရင်တယောက်လန်တယောက်ကပိတ်ထားသလိုဖြစ်စေလွမ်းရည်ပြီးရင်ဝမ်းရည်အတွက်ပါစဉ်းစားတဲ့ကိုဘွားတူဘွားမြင်လာဖို့အတူတူစတက်ပဲမလုပ်ကြဘူးဆိုရင် အချင်းချင်း တယောက်ကိုတယောက်နှစ်ထားတာနဲ့အတူတူပါပဲတီတရာချီချီလူးချစ်ဆက်ကြတဲ့စကားတွေပြောပြီးနှစ်ယောက်အတူတူအချင်းကုန်တာကကုန်ဆုံးရမယ်ဒါပေမဲ့ဒါကြီးတက်တက်ဖြစ်နေရင်အယောင်မိန်သွားလိမ့်မယ် ောလိရှင်အကောင်ကျော်ကတာမန်ချစ်တူရီသားဘွားကိုကျော်လွန်ပြီးတော့အင်တော်တဲ့ဘွားကိုချီးစုံပြဝင်တော့မယ်ဆိုတဲ့အခါတယောက်ကိုတယောက်ဟိုလိရှင်လောက်ပြီးသားဖြစ်တဲ့အတွက်နှစ်ဖက်အတိုင်းဝိုင်းကလည်းဝဲကန်လောက်ဖို့အလားလားဖြစ်နိုင်ချေပုံများတယ်။ Okay အခက်မတင်လို့ break up လုပ်ကြတယ်ပဲဆိုကြပါစို့။တူရဲတူဘွားမှာအဆင်ပြေနေ ဖြစ်တည်နေနိုင်ပါတယ်ဖြစ်တယ်လို့ကိုယ် level ကိုဘွားလေးမှာကမ်းပြောင်းနေမှာမဟုတ်တော့ဘူးအချိန်တိုတင်းမှာလမ်းမှန်ပြန်ရောက်သွားမှာပဲဒီအတွက် level စလုံးက proactive ဖြစ်ဖို့လိုအပ်တယ်တယောက်ကဆွဲခေါ်ရင်နောက်တယောက်ကလိုက်လာနိုင်လို့လိုအပ်တယ်ဆွဲခေါ်ခြင်းစုံနဲ့အတွင်းဆွဲခေါ်လို့လည်းမဖြစ်တယ်လို့တအားနှီးနေတာမလိုက်နိုင်တာမျိုးဆိုရင်လည်းနှစ်ယောက်လုံးလေးလံပြန်မလာလိမ့်မယ်စကားတစ်ခုရှိပါတယ်မြင်မြန်သွားကြည့်ရင်တယောက်သေးသွားပါ ပြပြရှိရှင်သွားခြင်းရဲ့အတူတူသွားပါတဲ့ Polish relationship ဆိုတာဟာလေဒီသဘောနဲ့အတူတူပါပဲ Polish relationship ဟာကိုကိုတဲကိုဘယ်လောက်ချစ်လဲဘယ်လောက်ထိချစ်မှလဲအကယ်၍တဲတာမမွေးခဲ့ရင်ကိုကိုတခြားတယောက်နဲ့တွဲနေမှာပေါ့ဆိုတော့တာမန်ချီကြပုံမှန်စိတ်ကောက်နေတဲ့အရာတွေထက်ပိုတဲ့ Polish relationship မှာလူနေမှုပုံစံပညာရေးဝိုင်းကျမ်းမာရေး ဘဝရှိရင်အနာဂတ်နှစ်ယောက်အိမ်မက်အကုန်လုံးပါပါတယ်။အဲ့ဒီအရာတွေအတွက်အယောင်တင်ပေးဖို့လိုပါလိမ့်မယ်။အမှန်တကယ်ချစ်တယ်ဆိုရင်တယောက်ကိုတယောက်တည်ဆောက်ပေးပါ။တယောက်ကိုတယောက်လမ်းပေါက်ပိတ်တာမျိုးမဖြစ်ကြပါစေနဲ့။ဇူလိုင်၊ဇူလိုင်၈2024မှာရေးခဲ့တဲ့စောင့်မတစ်ခုဖြစ်ပါတယ်။ဆိုတော့ဆိုတော့ဖြေကတော့ရှင်းပါတယ် ။ဘာလဲဆိုတော့တယောက်ကတည်းကမြင့်တင်ပေးတာပေါ့နော်။အာတယောက်ကအရန်ကြီးမြင့်တင်ပေးနေပေးလွန်နေပေါ့နော်။နောက်တယောက်ကလိုက်မလာဘူးဆိုရင်လည်းဒါကသူ့ကို police လောက်တာနဲ့မတူဘူး ਨੇ သူ့ကိုအတင်းဖိအားပေးနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဖြစ်သွားနိုင်ပါတယ်။ဆိုတော့ polish လောက်တာဟာခုနပြောသလိုသူကတွန်းပို့နေတာကိုလည်းတစ်ဖက်လူကသိရမယ်တစ်ဖက်လူကလည်းပဲသူတွန်းပို့လို့မျိုးဟို လိုက်လာပြီးတော့ကြိုးစားရမယ်ပေါ့နော်ဒီလိုမျိုးပြောတာဖြစ်ပါတယ်ပြောရရင်음တယောက်ရဲ့ရွေးချက်ကိုတရားတည်ပြီးတော့음တယောက်ကိုတယောက်အတားစီအဖြစ်ပင်မဖြစ်နေပြီမဲ့အာအပြန်လိုက်တွန်းပို့ပေးတာပေါ့နော်အဲတစုတော့မှာအမေကိုအားကိုးနေကြတာမဟုတ်ဘဲနဲ့ပေါ့ဆိုတော့အဲဒါကတော့ relationship case တွေပေါ့နော်ဆိုတော့ဒါကတော့ကိုကိုရဲ့ကိုကိုကိုပြန်တောင်းတဲ့ဘူးပေါ့နော် ကိုယ့်ပုံမှာလို့ဆိုတော့ကိုယ်ကိုယ်ကို polish လုပ်ပေးနိုင်တယ်ဆိုမျိုးနဲ့တော့မှရင်ကိုယ်ကရောဟို polish လုပ်ပေးတဲ့သူမျိုးလားကိုယ်က polish လုပ်ပေးတဲ့သူဆိုရင်တော့တစ်ခါလို့ကကိုပေးတဲ့အတန်ကိုကိုကိုပေးတဲ့လှုပ်ဆောင်ပေးတဲ့အရာကိုတစ်ခါလူကလိုက်နိုင်ရလားတင်နေရလားဆိုတော့လေအရေးကြီးပါတယ်။ဒါမှမဟုတ်ကိုကို police လောက်ပေးတယ်သူဆိုရင်လည်းပဲ အဲတခြားဆိုအခု polish လုပ်ပြီးရယ်ဆိုရင်လည်းပဲကိုကအာကျေးဇူးတင်တဲ့ရမယ်ပေါ့နော်အာကျေးဇူးတင်တဲ့ရမယ်အဲသူဖြစ်စေချင်တဲ့ဆန္ဒကိုအာနားလည်လက်ခံပြီးတော့ကိုလည်းကိုဆွနေမလားအာ attitude ကြိုးစားလို့ရတယ်ပေါ့နော်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ကောင်းစင်လေးမှာပြန်လည်ဆက်တွေ့ကြပါမယ်